စင်ကာပူကပူကဆက်ရုပ်တွေမြန်မာငလီကယ်ဆယ်ရေးမှာအသုံးပြုလားဟုတ်ပါတယ်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ပျက်စီးသွားတဲ့အဆောက်အအုံတွေထဲမှာအသက်ရှင်ကျန်ရသူတွေကိုရှာဖွေဖို့စင်ကာပူနိုင်ငံကစိုက်ဘော့ပူကတွေကိုပို့ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုခဲ့ပါတယ်စင်ကာပူကပူကဆက်ရုပ်တွေနဲ့ပတ်သက်ပြီးပြည်သက်ကြီးကိုမျှဝေပေးပါမယ်ပထမဆုံးအသုံးပြုမှု ဒုသားချင်းစာနာထောက်ထားမှုဆိုင်ရာကေဒရေးလုပ်ငန်းတွေမှာစိုက်ဘော့ဘိုးဟက်တွေကိုအသုံးပြုတာဟာကမ္ဘာမှာပထမဆုံးအကြိမ်ဖြစ်ပါတယ်။စင်ကာပူရပ်ဖက်ကာကွယ်ရေးတပ်ဖွဲ့ SCGF ကကေဒရေးလုပ်ငန်းတွေမှာအသုံးပြုမှုအတွက်စိုက်ဘော့ဘိုးဟက်ဆဲပေါင်ကိုမြန်မာနိုင်ငံကိုပို့ဆောင်ခဲ့ပါတယ်။နိပညာအဲဒီဘိုးဟက်တွေဟာတကယ်အင်းဆက်ဘိုးအဆစ်တွေကိုနိပညာနဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဘိုးခတ်တွေမှာအနီအောက်ရောင်ကြီးသုံးကင်မရာနဲ့အာယုံခံကရိယာတွေတက်ဆင်ထားပါသေးတယ်။ဘိုးခတ်တွေရဲ့သေးငယ်တဲ့ရွယ်အစားကြောင့်လူသားတွေဝင်ရောက်ဖို့ခက်ခဲတဲ့အပြာအစည်းတွေအောက်ကကြောင်ကြိုးကြောင်ကြားတွေကိုလည်းဝင်ရောက်နိုင်ပါသေးတယ်။အဲ့ဒီ cyber ဘိုးခတ်တွေကိုစင်ကာပူရဲ့ Hotel Science and Technology Agency HDS နိုင်ငံနည်းပညာတက္ကသိုလ်နဲ့ Class Engineering and Solution တို့ပူးပေါင်းပြီး တည်ထွင်ထားတာဖြစ်ပါတယ်။ SDF ကအဖွဲ့ဝင်80ဦးနဲ့ရှားဖွေရေးခွေးလေးကောင်ကိုလည်းမြန်မာနိုင်ငံကိုဆင်းလွတ်ပြီးကူညီခဲ့ပါသေးတယ်။ဒုသားကဲ့သို့သမားတွေဝင်ရောက်ဖို့အနေအများတဲ့နေရာတွေဒါမှမဟုတ်ခက်ခဲတဲ့နေရာတွေမှာတုံးဆွဲဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒလေတန်အစိုးရအဆုံးခံစားကြရတဲ့နေရာတွေမှာကဲ့သို့အဖွဲ့တွေကိုမြေပြင်မှာအကူအညီတွေပေးနိုင်ဖို့လည်းရည်ရွယ်ထားပါတယ်။ဒါဟာကဲ့သို့တုံးကန်တွေမှာ ်မိပညာကိုအသုံးပြုတဲ့အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီးအနာဂတ်မှာလည်းဒီလိုမိပညာတွေကကယ်ဆယ်ရေးလုပ်ငန်းတွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နိုင်မယ်လို့မျှော်လင့်ရပါတယ်